အားလုံးမင်္ဂလာပါရှင် AM Channel ရဲ့လျှက်ရပြကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီအစီအစဉ်လေးမှာကတော့ကျမ်းမာရေးဗဟုသုတတွေကိုအချိန်တိုတွင်းမှာနားလည်တောင်းတက်ဆက်ပြီးသားမှာဖြစ်ပါတယ်ဒီအပိုင်းမှာပြပြပြီးသားမဲ့အကြောင်းအရာလေးကတော့ဗဇက်ထဲကအနာများကြောင့်ဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော် ူတူတော်မင်းများအောက်နှခမ်းနဲ့သွားကြတဲ့ကသဖုံးသားလေးတွေမှာတအားနာတဲ့နာတသေးလေးတွေပတ်ဖို့ကြပါလိမ့်မယ်။အဲ့ဒီနာလေးတွေကိုကံကဆိုးလို့ခေါ်တယ်လို့အပ်သွဲအာစာလို့လည်းခေါ်ပါရတယ်။အဲ့ဒီနာလေးတွေကလူအများစုထင်နေကြတယ်လို့မျိုးရေအောင်ပေါက်တာမဟုတ်တယ်လို့ကင်ဆာနာလေးတွေလည်းမဟုတ်ပါဘူးနော်။ ဇက်နာလေးတွေကိုကလန်ဖြတ်တန်းကြည့်လိုက်မယ်ဆိုလို့ရှိရင်2မီလီမီတာနဲ့တော့3မီလီမီတာလောက်ထိပဲရှိပါတယ်။မိခိုးရောင်ဒါမှမဟုတ်အဝါရောင်အနာပေါက်တနေလေးတွေပဲဖြစ်ပါတယ်။အနာရဲ့ပြပပလည်းမှာဆိုလို့ရှိရင်လည်းအနီရောင်တတော်ကွင်းလေးတွေဖြစ်နေတတ်ပါတယ်။ဗဇက်နာတွေကလူထဲမှာဖြစ်နိုင်ခြင်းရှိပါတယ်။လူတော်များများမှာအတွေ့များပြီးတော့လူ၁၀ယောက်လောက်မှာတယောက်လောက်ကဗဇက်နာဖြစ်ရင်တကြရလို့လေ့လာမှုတွေကလည်းပြောကြပါတယ်။ဆကြောတဲ့ရွယ်တွေနဲ့လူငယ်လေးတွေမှာအတွေ့များပြီးတော့အမျိုးသမီးတွေမှာဆိုလို့ရှိရင်ရာသီမပေါ်ခင်မှာဗဇက်နာတွေဖြစ်ရရှိကြပါတယ်။ ပဇန်နာဖြစ်ရတဲ့အကြောင်းရင်းကိုတော့တိတိကျကျမသိရသေးပေမဲ့ theory တစ်ခုအနေနဲ့ကတော့ကျမတို့ခန္ဓာကိုယ်ခုကစနေကြဆင်းသွားတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဘာရက်တစ်မျိုးမျိုးဗတိဒီယာတစ်မျိုးမျိုးကသဖုံးသားတွေကိုဖောက်ဝင်သွားပြီးတော့ပဇန်နာဖြစ်ရတယ်လို့ဆိုကြပါဗျ။စိတ်ဖြစ်စီမှုများတဲ့သူတွေ အလုပ်ပင်ပန်းနေသူတွေယာတိမပေါ်ခင်စိုက်ဖြည့်စည်းမှုများတတ်တဲ့အမျိုးသမီးတွေသွားစည်းကမ်းသွားရင်းပဲဖြစ်ဖြစ်ပူတဲ့စားစာရေးစားရင်းနဲ့ပဲဖြစ်ဖြစ်သွားတိုက်ရင်းနဲ့ပဲဖြစ်ဖြစ်တဖုံးကိုထိခိုက်မိတဲ့သူတွေအချင်းများတဲ့အစားအစာစားများတဲ့အစားအစာအက်စစ်ဒက်များတဲ့အစားအစာတွေနဲ့ချောကလက်စားတာများတဲ့သူတွေမှာဆိုရင်တော့ပါးစပ်အနာဖြစ်တတ်တယ်လို့လိလောက်မှုတွေကပြောပါတယ် ။ဘာလားနာရီပတ်သက်တယ်လဲဆိုလို့ရှိရင်တော့ပူတဲ့ဆက်တဲ့အစားအစာတွေစားတဲ့အခါချင်းတဲ့စားစာတွေစားတဲ့အခါမျိုးမှာဆိုလို့ရှိရင်နာကျင်တဲ့ဝေဒနာကိုခံစားရတာနဲ့ပါးစပ်နာကိုစားပြီးတော့ဒိတ်ထားမိနိုင်ပါတယ်။သတိထားမိပြီးနောက်ဘက်မှာဆိုလို့ရှိရင်တော့မီးလောင်ထားတယ်လို့မျိုးထုံးကျင်တယ်လို့မျိုးခံစားချက်တွေကိုတော့ရှောက်ခံစားရနိုင်ပါတယ်။ပါးစပ်နာစားဖြစ်ပြီးတော့ပထမ၃ရက်လောက်မှာဆိုလို့ရှိရင်အစာစားလဲနာစကားပြောလဲနာနဲ့အတော့ခံရခက်ပါတယ်။ ပဇက်နာတွေကပြင်းထန်နောက်ဆုံးတဲ့ပြဿနာတွေကတော့ဖြစ်ခဲ့ပါတယ်။ဆယ်ရက်ကနေပြီးတော့၁၄ရက်လောက်ကြာသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဘာမှရုံးမမကြံမနစ်သူ့ဘာသာပြောက်ခွင့်နိုင်ပါတယ်။ခဏခဏတော့ပြန်ဖြစ်တတ်ပါတယ်။ဒါပေမဲ့၃ဘက်လောက်ကြာတဲ့အထိပဇက်နာမပြောက်ခဲ့ဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တရားပြတ်တတ်ပြီးတော့အသားစားယူပြီးစစ်ဆေးတာတွေအထိလုပ်ဖို့လိုအပ်ပါတယ်။ နာသောအဖြစ်တော့ပဇန်နာတွေက၃လလောက်ခန်းခပ်ပြီးပြောင်းကင်းသွားတတ်ပါတယ်။ပဇန်နာဖြစ်တာကသွားနဲ့ပတ်သက်လို့တောင်းကြရှိခဲ့မယ်ဆိုရင်တော့သွားဆရာဝန်တို့ပြတင်ပါတယ်။နာကျင်မှုတွေကိုသက်သာစေဖို့အတွက်ဆိုလို့ရှိရင်တော့ပါရာစီတမောလိုမျိုးကက်ခိုက်ပေါက်စီတွေကိုတောက်ပေးလို့ရပါတယ်။ထုံစီတမျိုးဖြစ်တဲ့လေကနိုကိန်းချေလေးကိုကွန်းစာလေးနဲ့ယူပြီးတော့ထမင်းမစခင်တိုင်းမှာအနာလေးကိုတွတ်တွပေးမယ်ဆိုလို့ရှိရင်တော့နာကျင်မှုတွေကိုသက်သာစေနိုင်ပါတယ်ရှင်။အသားမြမြတ်တက်စီဖို့အတွက်ရင်နွေး900မဲလေးကိုစားလက်ဖက်စားသုံးတစ်စုံထည့်မှွေပြီးတော့အဲ့ဒီစားရင်နွေးလေးနဲ့ပုံမှန်ပလုတ်ကြည့်မိတင်ပါတယ်။နောက်ထပ်တနည်းက ကြတော့ပိုတက်စေဂလူဟစစ်တင်ပါဝင်တဲ့မောက်ဝက်ရှ်အရင်နဲ့ပုံမှန်ပလုတ်ကျင်းပြတာပဲဖြစ်ပါတယ်စတီရိုက်စေထရိုက်အက်ဆီနီလုံးညစ်စေးတွေကိုအနာဘော်တနေ့၃လေးချိန်လိမ့်ပေးတာဟိုက်ဒရိုကော်ရီဇုန်းလိမ့်စေးကိုအနာဘော်တနေ့၂ချိန်လိမ့်ပေးတာပန်းနိုင်ချက်ယောဂမှာသုံးတဲ့စတီရိုက်ဖြန်းစေးကိုအနာဘော်တနေ့၃ချိန်ဖြန်းပေးတာမျိုးကလည်းဗဇန်နာကိုအသားမြန်မြန်တက်စေနိုင်ပါတယ်လက်ဖက်မှာပါဝင်တဲ့ထန်းနေအက်ဆစ်ကအနာကျက်မြန်စေတဲ့အတွက်ကြောင့်မို့လို့လက်ဖက်ရည်ကျန်းတဲ့အနာကိုတနေ့၃ချိန်လိမ့်ပေးတာကလည်းဗဇန်နာကိုမြန်မြန်တက်စေနိုင်ပါတယ် ပဇန်နာဖြစ်နေတဲ့အချိန်မှာအနာကိုမဆိုးစေမဲ့ပူရဲဆက်တဲ့အစာစာတွေကိုမစားရပါဘူး။ရေမြမြတောက်ပေးရပါမယ်။ထင်ကျင်လို့ရေခဲမို့တို့လိုမျိုးပြောက်ပြောင်းတဲ့အစားအစာတွေကိုပဲစားပေးတင်ပါတယ်။နာကျင်တာသက်သာအောင်လို့အရေတောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းပိုက်နဲ့ဆုတ်တော့ပေးတင်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်ပါဇက်ထဲကအနာရောကြောင့်ဒီလောက်ပြီလို့ထင်ပါတယ်။ကျမတို့ AM Channel ရဲ့လျှက်တဲ့ဘက်ကျမ်းမာရဲ့အစီအစဉ်ကနေပြီးတော့အခုလိုမျိုးဗဟုသုတတွေကိုအချိန်တိုင်းတည်းမှာနားလည်သောင်းတစ်ဆက်ပေးသားမှာဖြစ်ပါတယ်။အစုံရင်းကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြတာပေါ့နော်။